င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများကိုလေရင်ဖြင့်ပုံချဲတက်ဖြက်ရာတွင်ပါဝင်နေကြသည့်စစ်ကောင်စီလက်တမှအရာရှိများစွာအနက်မှ58ဦးအတိပြုထားနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် ်မြန်မာနိုင်ငံတဝမ်းမှာပြည်သူများကိုလေရင်ဖြင့်ဘုံချဲတပ်ဖြတ်ရာတွင်ပါဝင်နေကြသည့်စစ်ကောင်စီလက်တပ်မှအရာရှိများစွာအနက်မှ58ဦးကို Operation Spitfire နှင့်သတင်းဌာနက ပူးတွဲအတည်ပြုထားနိုင်ပါသည်ရခင်ကလည်းစစ်ကောင်စီလေတပ်မှဘုံကျဲတပ်ဖြတ်ရာတွင်တက်တက်ကြွကြွပါဝင်နေသောတာဝန်ရှိသူများကို Operation Spitfire နှင့်သတင်းဌာနကမကြာခဏဆိုသလိုပူးတွဲဖော်ထုတ်ခဲ့ပါသည်။ ်လက်ရှိတွင်လည်းအတီးပြူထားနိုင်သော အရာရှိ58ဦးရှိပြီး၎င်းတို့တွင်ဘုံမှုကျုပ်စိုးတင်ဘုံမှုကျုပ်စိုးတင်လက်ကာလာခါဘုံမှုကြီးထက်အောင်ခိုင်းကာလာခါဒုတိယဘုံမှုကြီးအောင်ကျော်ထင်ဘုံမှုဟိအောင်ထောအုံ82ဘိုးကြီးကောင်းထက် လာထခမင်္ဂလာတော်ဘုံမှုတန်ထွန်ဦးလာထခမင်္ဂလာတော် ဘူကြီးဟိမ့်လက်လာတာခ ကကကဘုံမူဟိမ့်မင်းလက်ဒါလာခဒုတိယဘုံမူကြီးအောင်ကိုမြင်လာတာခနာပါတာဒုလီတက်စကံမူဒုတိယဘုံမူကြီးရဲဝင် လာတာခနာပါတာဘူကြီးဖြိုးဝေလွင်ပါလာခဘူကြီးတက်နိုင်ဘိုမူကြီးတန်းနိုင်ညောတာလာခဘိုးကြီးဝေဖြိုးတန်းလာတာခဘိုးကြီးတန်းဆောင်ဒါလာခ ဘူကြီးချမ်းမြေကိုကို လာတာခနာပါတာဒုတိယဘူမူကြီးကျော်မိုးဦးလာတာခကကကဘူမူဝေလင်းတင်လာတာခကကကဘူကြီးလွှမ်းထံလာတာခရာဟာတာဘူမင်းခံ လာတာခလာလာပါဘူမူဇာနီထက်အောင်ဒါလာခဘူမူအောင်မျိုးမင်းလာတာခဒုတိယဘူမူကြီးအောင်မြင့်ထေလာမာခဒုတိယဘူမူကြီးဟန်မြင့်အောင်ဆာလာခဘူကြီး အောင်မျိုးထက်ဆာလာခဘုံမူးမောင်မောင်ညံမာလာခဒုတိယဘုံမူးကြီးအောင်ဖုံးမြင့်အနောက်ပိုင်းဘိုကြီးဖြိုးတန့်စောကာလာခဘုံမူးတက်ဟိန်အောင် လာတာခဘိုကြီးကိုကိုအောင်ဟာလာခ ဘိုးဒေါ်ရွှေဝိယီဒါလာခာဘိုးကြီးကျော်ဖြိုးသားလာတာခာတာတာဦးဒုတိယဘုံမူကြီးဝင်းဟန်ဦးစာလာခာဘိုးကြီးတန်းစော်လင်းအုပ်84ဘိုးကြီးအောင်တင်လာတာခာဒုတိယဘုံမူကြီးတင်မောင်ဦးဟာလာခာဒုတိယဘုံမူကြီးအေးမင်နာလာနာဘိုးကြီးပြည့်ဦးစော်လာတာခာနာပါတာဘိုးကြီးကျော်စင်တန်လာကာတာလာမကဘိုးအောင်ပြေလာချခမကတာ ဘူကြီးဆိုးမိုးနိုင်ဆာလာခဘူကြီးမျိုးမင်းသူလာထာခထီလာဘူကြီးအောင်တန်းဦးဟာလာခဘူဖြိုဟိန်ထံလာတာခဘူကြီးငိန်ချန်းထွန်ဟာလာခအုတ်88ဘူကြီးကြော်တီဟာဒါလာခအုတ်95ဒုတိယဘူမူကြီးဇေယမင်းကာလာခဘူကြီးဝင်းထိုက်အောင်ပါလာခဘူမူအောင်ကိုဇောဟာလာခ ဘူကြီးပိုင်မြိတ်ဟံလာထာခဘုံမူဇော်လင်းထွန်လာတာခ လာမာကဘူကြီးအောင်မြေဆာလာခဒုဘတော်ယုံမိမိတင်ကာလာခဘုံမူခမောင်ထွန်လာတာခတတာဦးဘူကြီးရံမျိုးအောင်လာတာခနာပါတာဘူကြီးထွန်လင်းအောင်ဆာလာခအုတ်32ဒုတိယဘုံမူကြီးကျော်ဝနာဦးရလာနာတို့ပါဝင်ပါတယ် ပြည်သူကိုအ धिक ဘုံချဲတက်ပြတ်နေသောအဆိုပါလီတက်မှာအရာရှိ58ဦး၏နောက်ဆက်တွဲများကိုတရင်ဌာန၏ Telegram တွင်တွားရောက်ကြည့်ရှုနိုင်ပါသည်။ ဆလပီမိုးပြဲမြို့တွင်ရှိစီရေးပစ်မှတ်မဟုတ်သောပြည်သူပိုင်နေအိမ်များကိုစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုကြောင့်မိလောင်ပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မိုးပြဲမြို့တွင်ရှိစီရေးပစ်မှတ်မဟုတ်သောပြည်သူနေအိမ်များကိုစစ်တပ်ကလက်နက်ကြီးဒရုန်းများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်15လုံးထပ်မင်းမိလောင်ပျက်စီးခဲ့ကြောင်း KMDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောကြားပါရယ်။ မလတရရနေ့မှ15ရက်နေ့အထိစစ်ကောင်စီတပ်မှမိုးပြဲမြို့တွင်ရှိစစ်ရေးပြင့်မှတ်မဟုတ်သောပြည်သူနေအိမ်အဆအုပ်များကိုလက်နက်ကြီး drone များဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကြောင့်ပြည်သူနေအိမ်15လုံးနှင့်အထက်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည် ်မိုးပြင်းနဲ့အနီးတဝိုက်ကပြည်သူတွေကလည်းအကုန်လုံးစစ်ဆောင်သွားကြတယ်ဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့တော့လုံခြုံရေးသတိရှိရှိနေထိုင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်ဟု KMTF ဘဟုသတင်းနှင့်ပြည်စာရေးဌာနတာဝန်ရှိသူတို့ကပြောပါတယ် စစ်ကောင်စီသည်နှစ်ဖက်စစ်ဆိုင်ထားသောတိုက်ဝဲဧရိယာများမဟုတ်သောမိုးပြဲမြို့တွင်ရှိရက်ွက်များထဲသို့နေစဉ်ဒရုန်းများဖြင့်ပုံကျဲခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများပြုလုပ်ကာပြည်သူများ၏အိုးအိမ်များအားရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုများကိုပေါ်ပေါ်ထင်ထင်ကျူးလွန်လှုံ့ဆော်လျက်ရှိကြောင်းသိပေးထားပါရယ်2024ခုနှစ်ဒီဇင်ဘာလမှစ၍ယနေ့ထိစစ်ကောင်စီဤစစ်ကြောင်းများမှမိုးပြဲမြို့အတွင်းသို့ဝင်ရောက်နိုင်ရေးအတွက်ထိုးစစ်ဆင်မှုများပြုလုပ်နေပြီးနေ့စဉ်ထိတွေ့တိုက်ပွဲများရှိနေ၍အရက်သားပြည်သူများအနေဖြင့် မိုးပြဲမြို့အနီးဝန်းကျင်တခြားသတိပြုရသွားလာကြပါရန် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမုံရမြို့စက်မှုစုံလန်းစုံတွင်စက်ကြီးကောက်နေသောစစ်သားရဲနှင့်ပြူစောတိများကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။သကိုင်းတိုင်းမုံရမြို့စက်မှုစုံလန်းစုံ၌စက်ကြီးကောက်နေသောစစ်သားရဲပြူစောတိများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးခဲ့ကြောင်းမုံရခရိုင်အမှတ်၂၂နတ်ဆိုးတရင်မှတာဝန်ရှိသူတို့ကသ တင်းဌာနသို့ပြောကြားပါရယ် ။မလာ၁၄ရက်နနက်၁၇မိနစ်ကမုံရွာမြို့ရွာထောင်ရွာ၌တက်ဆွဲထားသောစစ်သားရေပြူစောတိစစ်တပ်ဦးသည်စက်မှုဇုံလမ်းဇုံ၌ကားစိုက်တွဲများကိုအနိုင်ကျင့်ကဆက်ကြီးကောက်နေသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။နေစဉ်ဆက်ကြေးကောက်နေတာတော့မဟုတ်ဘူးသူတို့ကထင်းနဲ့ရက်လာကောက်တာဘယ်နည်းရဲလို့အတိအကျမရှိဘူးသူတို့က300ခွဲပြီးတော့ကောက်တာစက်မှုဆောင်ငိမ့်ချမ်းရေးလမ်းဆောင်မှာက 9ယောက်ကောက်တာပြီးတော့သူတို့နဲ့မီတာ200လောက်အကွာအဝေးရှိတဲ့ပေါက်ကြီးကုန်းကစိုင်းမာက3ယောက်ကောက်တာပြီးကြတော့ငင်းချန်ရေးလန်းဆောင်ကနေမီတာ200လောက်ပဲအကွာအဝေးရှိတဲ့ရွှေချင်းတင်မင်းစံခေါက်ဆွဲဆက်ဆိုတဲ့နေရာနာလေးမှာ3ယောက်ကတပ်ဖွဲ့ကကောက်တာကျွန်တော်တို့3နေရာစလုံးဝင်ပစ်တာလဲချသွားတဲ့သူတွေလည်းတွေ့ရတယ်ဝင်ပစ်တာတိတ်မကြလိုက်ဘူးစက္ကန့်ပိုင်းလေးပဲပြစ်ပြီးစုပ်ပြေးခဲ့ကြတာဟုမုံရခရိုင်အမှတ်22နှစ်ဆိုးတိုင်မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရတယ်အဆိုပါတိုက်ခိုက်မှုကိုမုံရခရိုင်အမှတ်22 က်နှင့်နတ်ဆိုးတိုင်ရင်မှာရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရပါရယ်စစ်ကောင်စီတပ်သားများကိုအရှိန်မြင့်ကတိုက်ခိုက်သွားမည်ဖြစ်သောကြောင့်ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်သားအနီးသွာလာနေထိုင်ခြင်းမပြုကြပါရန်မြစ်တာရက်ခံတိုက်တွန်းထားပါရယ် ဆက်လက်ပြီးနယူးယောက်မြို့တွင်ဒေါ်အောင်ဆန်းစုကြည်ဤတောင်းငယ်ကိုထိန်လင်းနှင့်မြန်မာမိသားစုများတွေ့ဆုံပွဲမှာရန်ပုံငွေအမေရိကန်ဒေါ်လာ9200ကျော်ရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ဒေါ်အောင်ဆန်းစုကြည်ဤတောင်းငယ်ကိုထိန်လင်းနှင့်မြန်မာမိသားစုများတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးအဆိုပါတွေ့ဆုံပွဲမှာရန်ပုံငွေအမေရိကန်ဒေါ်လာ9200ရရှိကြောင်းသိရပါရယ်။မလ15ရက်နေ့အမေရိကန်ပြည်ထောင်စုသို့ Su 18 Birthday Campaign အတွက်ရောက်ရှိနေသောနိုင်ငံ တော်အတိုင်ပင်ကတော်အောင်ဆန်းစုကြည်ဤတောင်းငယ်ကင်အရစ်ခေါ်ကိုထိန်လင်းသည်နယူးယောက်ရှိမြမမိသားစုများနှင့်တွေ့ဆုံခဲ့ကြောင်းအဆိုပါတွေ့ဆုံပွဲကိုကင်အရစ်ခေါ်ကိုထိန်လင်းနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးနော်ဆူဆန်နာလှလှဆို ဒေါအောင်ဆန်းစုကြည်စီးပွားရေးအကြံပေးရှွန်တန်နယ်တို့လည်းပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါဗျ။နယူးယောက်ဒေသခံမြန်မာမိသားစုများအပါအဝင်ဤဆက်ရအခြားမျိုးများမှမြန်မာမိသားစုများမြမတွေဦးတော်လန်ရေးထောက်ပို့အဖွဲ့များစုစုပေါင်းတထောင်နီးပါးတက်ရောက်ခဲ့ကြကြောင်းအဆိုပါပွဲတွင် Kim Ari ၏ပုံတူပကြီကားကိုအမေရိကန်ဒေါ်လာ8888ဖြင့်၎င်းစု18ပတီကလန်ဒါကိုအမေရိကန်ဒေါ်လာ9500ဖြင့်လေးလံတင်ရောင်းချခဲ့ကြောင်း စု18ဘတ်ဒီပို့စကတ်ရောင်းချမှုများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက်ထောက်ပံ့ရမုံငွေအမေရိကန်ဒေါ်လာ9200ကျော်ရရှိခဲ့ကြောင်းသိရပါတယ်။ကျမ့်ရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါသည်ရှင်။